မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးရဲ့အလောင်းတော်ဘဝမဟာတုတ္တတော်မှလို့ခေါ်တဲ့ဘရင်ဖြစ်ခဲ့စဉ်ကအဲ့ဒီမှာတမ်းပြီတပီကဘရင်လူစားစားလို့တမ်းပြီကနှင်ထုတ်တော့တောတဲ့တော်နေရတယ်လူစားကလည်းမစားဘဲမနေနိုင်ဘူးတဲ့ရတ္တတဏ္ဍာတော်ကောင်းတို့ဘာတဏ္ဍာလဲဟေးရတ္တတဏ္ဍာ ဒီပါဇက်ကမစားရင်မနေကိုမနေနိုင်ဘူးဒီလိုဖြစ်တယ်။တမ်းပြီကိုစွန့်နိုင်တယ်။ဒီပါဇက်ကစားမယ့်အရသာမစွန့်နိုင်ဘူး။ဟုတ်လား။လူသားစားရင်တမ်းပြီမနေနဲ့လို့ပြောရင်လည်းပဲတမ်းပြီသာစွန့်မယ်လူသားကတော့စားမှာပဲဒါပြောချင်တာပေါ့နော်။အဲ့တော့တမ်းပြီစွန့်ပြီးတော့တောထဲမှာတော်နေ။လာသမျှလူတွေဖမ်းပြီးတော့သတ်စားနေတာ။တရက်တော့လိုက်ဖမ်းရင်းနဲ့ ခြေတော့ကိုတင့်ကုတ်တို့တခုနဲ့ထိုးမိသွားတယ်ခြေတော့မှာဒဏ်ရာကြီးရသွားတော့သူမပြေးနိုင်တော့ဘူးမဖမ်းနိုင်တော့မဖမ်းနိုင်တော့သူနေတဲ့ညောင်မင်းအောက်မှာပဲညောင်မင်းသောတက်ကြီးကိုတိုင်တယ်ညောင်မင်းသောတက်မင်းကြီးကျုပ်ရဲ့အနာကိုပြောက်အောင်လုပ်ပေးပါစောင့်ရှောက်ပေးပါကူညီပေးပါအနာပြောက်အောင်စောင့်ရှောက်မယ်၊ကူညီမယ်ဆိုရင်ကျွန်တော်လေးတဲ့မနေပါဘူး။ မင်းတရားရဲ့သွေးနဲ့နမင်းကြီးကိုပူဇော်ပါမယ်တဲ့ဒီလိုပြောတာဟောအမခန္ဓာနော်ရစက်တယ်မင်းမောင်းတရားဖမ်းပြီးတော့မှအဲ့ဒီမင်းမောင်းတရားရဲ့လက်ချောင်းသွေးနဲ့ဟုတ်တယ်ညောင်မင်းသောတဲ့ကြီးကိုကျွန်တော်ပူဇော်ပါမယ်ဗျာကျွန်တော်ကိုအနာလေးပြောက်အောင်စောင့်ရှောက်ပေးပါတဲ့ဒီလိုပြောအဲ့တော့ခုနှစ်ရက်လောက်လမ်းလည်းမလျှောက်နိုင်ဘူး လိုက်ပြီးတော့လူလည်းလိုက်ပါဖမ်းနိုင်တော့လူအသားလည်းမစားရလမ်းလည်းမလျှောက်ရဆိုတော့အနာကတဖြည်းဖြည်းနဲ့ခြောက်ပြီးတော့ကျက်ပြီးနာပြောက်သွားတယ်အနာကလိုလိုပြောက်တာကိုညောင်မင်းဇောင်းနတ်ကစောင့်ရှောက်လို့အနာပြောက်တယ်လို့ဒီလိုထင်ပြီးတော့မှအဲ့ဒါဘယင်းလေးလိုက်ဖမ်းတာပရိသတ်ရကအားလဲကောင်းတယ်ခွန်အားလဲကောင်းတယ်မြန်လဲမြန်တယ်ဆိုတော့အဘယင်းလေးဖမ်းပြီးတော့အဲ့မှာဘယင်းတရား ညောင်မင်းအောက်မှာအကုန်လုံးချီနှောင်ပြီးတော့ထားဒါပေတတ်ပြီးတော့သူ ပူဇော်မှာပေါ့အဲ့မှာသူပူဇော်ခြင်းလိုက်တာကဘာလဲမေးလိုက်တော့တရားမကဘူးတရားတပါးမင်းကောင်းမင်းပေါင်းတရားတပါးနဲ့ပူဇော်မယ်ဆိုပြီးတော့တပါးလိုနေတဲ့အခါဘာလို့တို့မေးလိုက်တော့အနိနာမှာရှိနေတယ်တကယ်ချင်းလက်ဖြစ်ပညာလက်တတ်တဲ့မဟာသုတတော်မမင်းဆိုတာကျမ်းနေတာကဲမဖြစ်ဘူးငါရဲ့အကြံစီအောင်မြင်အောင်တကယ်ချင်းမြင်ဖြစ်လင်ကစား ပညာတတ်ပင်ဖြစ်လင်ကစားငါကတော့သူ့ကိုလည်းဖမ်းရမှာပဲဆိုပြီးတော့မာတုဒ္ဒသောမမင်းကိုသွားဖမ်းတာမာတုဒ္ဒသောမမင်းကလည်းပဲအဲ့ဒီနေ့မှာရေကန်ဆင်းပြီးခေါင်းဆေးမင်္ဂလာပြုလုပ်တယ်ခေါင်းကိုဆေးမယ်ခေါင်းလျှော်မယ်ပေါ့ခေါင်းလျှော်ပြီးရေချိုးရေချိုးပြီးရင်နန္ဒပုံနာစီကနေသူတရားနာဖို့အစီအစဉ်ပေါ့ဗျာဟုတ်လားအေးခဏိတရားနာကြတယ်လို့သူကလည်းပဲတရားနာမယ်အဲ့ဒီအစီအစဉ်လေးရှိတော့ ဒီအစီအစဉ်ကိုပောရိတာရကသိတော့ဘာလို့တို့မေးလိုက်တော့သူခေါင်းစင်းမင်္ဂလာပြုမဲ့ရေကန်ထဲမှာကြိုတင်ပြီးတော့ပောရိတာရနေရာယူထားလိုက်တယ်။ခေါင်းစင်းမင်္ဂလာပြုမလို့လာလဲလာလိုက်ရောတခါတည်းခေါင်းလဲဆေးနေတော့ဝုံးဆိုဖမ်းနေပြီးတော့မှငါတဲ့ကွာပောရိတာရဆိုပြီးတော့တခါတည်းမာတုဒ္ဒသောမမင်းကြီးကိုဖမ်းခေါ်သွား။ဖမ်းခေါ်သွားလိုက်ပြီးတော့မှညောင်မင်းအောက်ရောက်တဲ့အခါတပ်ပြီးပူဇော်မဲ့လှုပ်တော့အဲ့ဒီမှာမာတုဒ္ဒသောမကဟေးပောရိတာရ ငါနန်းတော်မှာတရားနာဖို့အစီအစဉ်ရှိနေတယ်ကွာတတ်တော်တပ်ပါတဲ့တရားနာပြီးမှသားဟောမတတ်ရဘူးလို့မပြောဘူးနော်ငါမင်းလက်ခုထဲကရေးတော့ဖြစ်နေပါပြီတဲ့ဒါပေမဲ့လို့ငါကိုခွင့်ရေးလေးပေးမယ်ဆိုငါတောင်းကျင်တာကဘာလဲမေးငါတရားနာပဲခုခေါင်းကျော်နေတာခေါင်းကျော်ရေချိုးပြီးငါတရားနာမှာတရားနာပြီးငါမင်းစီပြန်လာမယ်အဲ့ဒီကြမှာတတ်ပါလားမင်းတကယ်ပြောတာလား တကယ်ပြောတာတကယ်ချင်းလည်းဖြစ်ပညာတတ်လည်းဖြစ်လို့တန်ရောစင်နဲ့မို့ပြန်လွတ်တာတကယ်တော့ပောရိသာရကသူလွတ်လိုက်ကြတဲ့ကူကပြန်လာမယ်လို့သူမထင်တော့ဘူးတဲ့ဟုတ်လားမာသုဒ္ဓတော်မမင်းအဲ့ဒါတရားပြန်နာတာဗျာတရားပြန်နာတော့နန္ဒပုံနာကတရားဟောတယ်ဘာတရားဟောတော့မေးလိုက်တော့တကိရေဝမဟာရာဇသဗ္ဗိဟောတိတမာကမော သာနံသင်္ကတိပါလေတိနာတ္တိဘဟုသင်္ကမောတ္တိရေဝတက္ကိရေဝမဟာရာဇာတ္တိဟောတိတမာကမောဘုရင်ကြီးသူတော်ကောင်းကိုပေါင်းသူတော်ကောင်းတဲ့တကြိမ်ပေါင်းယုံနဲ့အဲ့ဒီပေါင်းလိုက်တဲ့သူတော်ကောင်းဟာတကြိမ်ပေါင်းခွင့်ရလိုက်ခြင်းဟာဘဝတသက်လုံးကိုဆောင်းလျှောက်တယ် ဩသူတော်ကောင်းတို့တွေသူတော်ကောင်းတရားတစ်ကြိမ်နာခွင့်ရသူတော်ကောင်းတဲ့တစ်ကြိမ်ပေါင်းခွင့်ရရင်ဘဝဘလောက်ကျိုးပေတော့တသက်လုံးထီအောင်ဆောက်ရှောက်တယ်သူတော်ကောင်းတရားကဟုတ်လားအေးသူတော်ကောင်းတရားနဲ့သူတော်ကောင်းနဲ့ပေါင်းပြီးသူတော်ကောင်းထံကသူတော်ကောင်းတရားလေးတစ်ကြိမ်လောက်နာလိုက်ရရင်ဘဝတသက်လုံးကိုဆောက်ရှောက်တာပြောင်းပြန်ပြန်တွေးဖို့သူယုတ်မှန်နဲ့တသက်လုံးပေါင်းတော်လဲပဲတခဏလောက်တော့မရှောင်ရှောက်ဘူးဆိုတဲ့အဓိပ္ပာယ်လေးရောက်တယ်ဟုတ်လား သူတော်ကောင်းတဲ့တစ်ချိန်ပေါင်းခွင့်ရရင်ဘဝတစ်သက်လုံးအတွက်ကိုယ်ပေါ်မှာသူကဘာဖြစ်တော့ဆောက်ရှောက်တယ်။သူရုပ်မှာနဲ့တစ်သက်လုံးပေါင်းနေရတော့လည်းပဲသူရုပ်မှာကကိုယ့်ကိုတစ်ချိန်လောက်တောင်မှဆောက်ရှောက်ဖို့မရဘူးလို့ဒီလိုနားလည်ရမှာပေါ့နော်။တကိရေဝမဟာရာဇတပ်ပြီးခေါ်တိတမဂမောသာနံသင်္ကတိပါဠိတိနာတပ်ပြီးဘဟုသင်္ကမောသူရုပ်မှာနဲ့ပေါင်းလို့ကတော့လေတစ်သက်လုံးပေါင်းတော့မယ်။ တခဏတာလောက်အကျိုးမပေးပါဘူးတဲ့စောင့်ရောက်ခွင့်မရပါဘူးသူတော်ကောင်းတဲ့တစ်ချိန်လောက်ပေါင်းပြီးလိုက်ရင်ကိုကအဲ့ဒီသူတော်ကောင်းတဲ့တစ်ချိန်ပေါင်းပြီးခြင်းဟာကို့တွက်သူကတစ်သက်လုံးဘာဖြစ်တော့စောင့်ရှောက်တယ်ဟုတ်ပြီလားအရှင်အနန္ဒာကမြတ်စွာဘုရားရှောက်ဘူးတဲ့မြတ်စွာဘုရားတဲ့လောကကြီးမှာမိတ်ကောင်းတဲ့ပေါင်းပြီးပြီဆိုရင်ဘဝမှာအောင်မြင်မှုရဖို့တနည်းအားဖြင့်ပြောရင်ဘဝလွတ်မြောက်မှုရဖို့ 50ရာခိုင်နှုန်းသေးကြတယ်ရှင်အာနန္ဒာကလျှောက်တယ်မြတ်စွာဘုရားကအာနန္ဒာအဲ့လိုမပြောနဲ့ပုဂ္ဂိုလ်တယောက်မြင့်မောက်စေကြောင်းမိတ်ဆွေကောင်းကအကြောင်းတဝက်ဖြစ်စေဤဘောအရှင်အာနန္ဒာကလျှောက်အာနန္ဒာဤသို့ဤနဲ့မဆိုလင်းနဲ့မပြောလင်းပုဂ္ဂိုလ်တယောက်မြင့်မောက်စေကြောင်းမိတ်ဆွေကောင်းကအကြောင်းအပြည့်ဖြစ်ပေ၏ဟုတ်ပြီလားပုဂ္ဂိုလ်တယောက်ဘဝလွတ်မြောက်ဖို့အတွက်အကြောင်း တဝက်မကဘူးဘလောက်တော့ရာနှုံးပြည့်ပဲသူတော်ကောင်းကသူတော်ကောင်းတို့တွေစဉ်းစားလိုက်မဲခင်ရှင်ပါပွားများနေတဲ့သူတော်ကောင်းတွေသွားပေါင်းပြီးမဲခင်ရှင်ပါပွားများနည်းတွေပြောပြမယ်ကြိမ်မုံပြောဆိုကိုကပွားလိုက်မယ်ဆိုရင်ဘဝလွန်မြောက်မှုမရနိုင်ဘူးလားရနိုင်တာပေါ့တတိပဌံတရား၄ပါးပွားနေတဲ့တငယ်ချင်းတွေပေါင်းပြီးတတိပဌံတရား၄ပါးပွားများနည်းတွေကိုသင်ပေးလိုက်မယ်ဆိုရင်ကိုကကြိမ်မှန်များစွာဆက်ပွားရင်အဲ့ဒီတရားနဲ့ကိုမှဘဝလွန်မြောက်မှုရနိုင်တယ်ဟုတ်ပြီလား မြတ်စွာဘုရားအဲ့ဒါရည်ရွယ်ပြောတာအခုလည်းပဲကြည့်လိုက်နန္ဒပုံနာကြီးကဖရာအံဖရာလောက်သုတတော်မှာမင်းကြီးကိုခေါ်တကိရေဝမဟာရာဇသဗ္ဗိဟောတိတမဂမောဘယင်ကြီးတဲ့သူတော်ကောင်းကိုတစ်ချိန်ပေါင်းယုံနဲ့သူကကိုယ့်ကိုဘဝတစ်လုံးစောင့်ရှောက်တယ်သူယုံမာကိုပေါင်းရင်တော့နာလန်သင်္ကတိပါဠိတိနာတ္တပိဘဟုသင်္ကမော သူရုပ်မာကိုအချိန်မောင်းများစွာပေါင်းတော်လဲတသလုံးပေါင်းနေတော်လဲကိုကိုတစ်ချိန်လောက်တော့စောင့်ရှောက်ဖို့မရဘူးအဲကြောင့်ဘရင်ကြီးပေါင်းတဲ့ခါမှာသူတော်ကောင်းကိုပေါင်းဒါပြောတာနော်နောက်တစ်ခါနံပါတ်2ကာထာဇီရန်တိဝေရာဇတထာသူစိတ်တာအထောတရီရံပိသရံဥပေတိတတင်းစဓမ္မောနသရံဥပေတိတန်တော်ဟဝေတ္တိပဝေရယံတိဘရင်ကြီး လောကကြီးမှာအရာရာတိုင်းကဆွေးမြေ့တတ်တဲ့သဘောရှိတယ်။အိုတတ်တဲ့သဘောရှိတယ်။ဆွေးတတ်တဲ့သဘောရှိတယ်။ဘယင်ကြီးတုံးနေတဲ့ရင်ရထားတွေကိုကြည့်၊မြင်းတွေကိုကြည့်၊မြင်းရင်လည်းကြာရင်ဘာဖြစ်တော့အိုတာပဲ။လဲတွေနွားတွေလည်းကြာရင်ဘာဖြစ်တော့အိုတာပဲ။ယနေ့ခေတ်ကားတွေလည်းဘာထုတော့ကြာရင်မော်တယ်အောက်ပြီးတော့အိုသွားတာပဲ။ဟုတ်လား။ဘယ်ပစ္စည်းပဲဆိုတော်ကောင်းတို့တွေကြာရင်ဆွေးတယ်၊မြေ့တယ်၊အိုတယ်၊ဟောင်းတယ်။ဟုတ်ပြီနော်။ ဇီရန်တိဝေရာသတထာသူစိတ်တာမင်းနန်းတော်ကြီးလည်းကြည်ပါတဲ့ကြာရင်ဘာဖြစ်လာတော့အိုလာတာပဲဇီရန်တိဝေရာသတထာသူစိတ်တာအထောတရိဒံပိဇရံဥပေတိတတင်းစာဓမ္မောနဇရံဥပေတိတန်တော်ဟဝေတပိပဝေရယံတိဘင်းကြီးတဲ့မအိုရာမဟောင်းတာမဆွေးတာကတော့သူတော်ကောင်းတရားဟုတ်ပြီလားသူတော်ကောင်းတရားအိုတယ်ရှိလား ဟောင်းနေရောရှိလားသူတော်ကောင်းတရားကဘယ်ချိန်ပဲကြည်ကြည်အိုတယ်ဟောင်းနေဆိုတာမရှိဘူးတဲ့ပြောင်းလဲသွားတယ်ဆိုတာလည်းမရှိဘူးဟုတ်ပြီနော်အဲကြောင့်သူတော်ကောင်းတို့တူအသက်ကြီးလေးလေးအိုသည့်တိုင်အောင်ကောင်းတဲ့တရားဟာဘာလဲလို့မေးရင်သီလပဲလို့ဒီလိုပြောတယ်မို့လားအေးအဲ့ဒါကိုယ်တန်တမ်းမှာတီလာသာရှိနေမယ်ဆိုသူတော်ကောင်းတို့တို့တွေဟာအသက်ကြီးလေကိုဟာဘာဖြစ်လေလို့ချမ်းသာလေပဲဟုတ်ပြီလား သီလတရားသာကိုယ်တန်တန်ရှိနေမယ်ဆိုရင်အသက်ကြီးလေးလေးကိုယ်ကလည်းပဲစိတ်တည်ရှိလေးလေးပဲလို့ဒီလိုနားလဲပေါ့နော်အဲ့တော့သတော်ကောင်းတို့တွေမမြဲတဲ့ခန္ဓာကိုယ်ကြီးထဲမှာမြဲတဲ့တရားကိုကိုယ်ကဘာဖြစ်နိုင်လို့ထဲ့နေအောင်ကြိုးစားရမှာဟုတ်ပြီလားအစိုးမရတဲ့ခန္ဓာကိုယ်ကြီးရှိနေတဲ့အခါအစိုးရတဲ့ဓမ္မကိုကိုယ်ကပိုင်နိုင်အောင်ဘာလုပ်ရမလဲကြိုးစားရမယ်ဘုရင်ကြီးဒါပြောတာနော်ဇီရန်တိဝေရာဇတ္တရာသူစိတ်တာ အထောတရိတံပိသရံဥပေတိတတင်းဇဓမ္မောနဇရံဥပေတိတန်တော်ဟဝေတပ်ပိပဝေတယံတိဘယင်ကြီးတဲ့ဘယင်ကြီးသုံးဆောင်နေတဲ့မြင်းအရင်ရထားတွေဘယင်ကြီးရဲ့နန်းတော်တွေဘယင်ကြီးရဲ့တလွန်တွေညောင်ဆောင်တွေဟာဆွေးတတ်တဲ့သဘောရှိပါတယ်ဟောင်းတတ်တဲ့သဘောရှိပါတယ်တဲ့မဟောင်းတတ်တဲ့မဆွေးတတ်တဲ့သဘောကတော့ဘယင်ကြီးရဲ့တူတော်ကောင်းတရားပါအဲ့ကြောင့်ဘယင်ကြီးရဲ့တူတော်ကောင်းတရားကို ွားများနိုင်အောင်ကြိုးစားပါဒီလိုပြောတာเนาะဟာကောင်းလိုက်တာမာတုဒ္ဒသောမမီတခြားစိုက်ပြီးနားထောင်တယ်နောက်တကဆက်ဟောဖို့လျှောက်ထားတဲ့ကသုံးခုမြောက်ဂါထာလျှောက်တယ်အသုံးခုမြောက်ဂါထာဟောတယ်ဟိုကနဗန်စဒူရေပထဝိစဒူရေပါရံသမုဒ္ဒတတရဟုဒူရေတရောဟဝေဒူရတရံဝရံတိတတင်းစတံမောအတတင်းစရာစာ နဗန်စအဒူရေပထဝိဇအဒူရေဘယင်ကြီးကောင်းကင်နဲ့မြေကြီးဝေးကြီးပဲပါရသမုဒ္ဒတာတရဟုဒူရေသမုဒ္ဒတာကြီးရဟိုဘကန်းဒီဘကန်းလဲအဝေးကြီးပဲတရောတရံဒူတရောဟဝေဒူရတရံဝရံတိတတင်းစာဓမ္မောအတတင်းစာရာဇာဘယင်ကြီးကောင်းကင်နဲ့မြေကြီးဝေးတာထက် င်လေကြီးရဲ့ကန်းတစ်ဖက်ဝေးတာတဲ့သူတော်ကောင်းနဲ့သူတော်ကောင်းတရားနဲ့သူယုံမှန်တရားဒီတရားနှစ်ခုက ပို့ပြီးတော့ဝေးတယ်ဟုတ်လားသူတော်ကောင်းတရားနဲ့သူယုံမှန်တရားကကောင်းငင်နဲ့မြေကြီးဝေးတာတဲ့ကိုဘာဖြစ်လို့ပို့ဝေးပင်လေကြီးရဲ့ကန်းတစ်ဖက် ဝေးတာတဲ့ကိုပို့ဝေးတယ်ပင်လေကြီးရဲ့ကန်းတစ်ဖက်ဒီဘက်ဟိုဘက်လှမ်းကြည့်မြင်ရလားမမြင်ရဘူးကောင်းငင်နဲ့မြေကြီးလည်းကြီးလိုက်သူတော်ကောင်းတို့တို့အဝေးကြီး ကောင်းကင်နဲ့မြေကြီးဝေးတာထက်သူတော်ကောင်းတရားနဲ့သူယုံမာတရားကပို့ပြီးတော့ဝေးပါတယ်တဲ့နံပါတ်3ကာထာကိုဟောတာအဲ့တော့ခနေ့ကိုဇာနီကြည်ဝင်းတို့မတ်ရွှေစင်မျိုးတို့မိသားတစုဩငါတို့တို့တစ္ဆာရောင်ကြီးចောင်းတိုက်ကြီးပါမရှိသေးတဲ့ပိရိက3ပုံဏိကေ9ရစာဥတွေကိုလှူဒန်းကြတယ်လှူဒန်းခွင့်ရခြင်းဟာလေကုသိုလ်ကံကောင်းတယ်လို့လှူဒန်းခြင်းနဲ့ ဒီပိဋကသုံးပုံမှာယုံကြည်ပြီးတော့နေတဲ့သရတရားလှူခြင်းနဲ့စေရနာဒါဟာသူတော်ကောင်းတို့တွေဘာလဲလို့မေးတယ်တော့သူတော်ကောင်းဓက်ခံရှိမှဟုတ်လားသူတော်ကောင်းဘက်မှာယက်တီနိုင်မှသာဒီအလှမျိုးကလုံနိုင်တာမဟုတ်လားအေးအဲ့ဒါဆိုရင်ပရိသတ်သူတော်ကောင်းတရားနဲ့သူယုံမှတရားကအဝေးကြီးဆိုရင်သူယုံမှကံတစ်ဖက်ကလည်းငါတို့တွေသူတော်ကောင်းကံတစ်ဖက်ကိုငါတို့လှမ်းတဲ့နေနိုင်ပြီဆိုတာလေးသဘောပေါက်သိနေတာပါဟုတ်ပြီလား အေးငါတို့မသိနိုင်ငါတို့မကြက်နိုင်ပေမဲ့လို့သင်အံကြက်နိုင်နေတဲ့ပုံကောများငါတို့လှူဒန်းလိုက်တဲ့ပိဋကသုံးပုံကိုသင်အံကြက်ပြီးတော့မှဘဝတွေလည်းလွတ်မြောက်ကြပါစီအာသူတို့သိတဲ့သိဉာဏ်မျိုးလည်းငါတို့တို့တွေရပါရစီဒီလိုလဲပဲစိတ်ကထားရပါနော်အဲ့တော့ပြောကျင်တာဗာလဲမိလိုက်တော့ဒီကာထာသုံးကာထာကိုနန္ဒပုံနာကမာတုဒ္ဒသောမမင်းကြီးကိုဟောကောင်းလိုက်တာဒီလိုပုံနာက ဒီလိုတရားမျိုးတော့ရှိနိုင်စရာအကြောင်းမရှိဘူးပုံနာကြီးပြောပါတဲ့ဒီခါတာတွေဘယ်ရရဒီခါတာတခါရွတ်ရင်ရောဘယ်လောက်ရသလဲမေးတာမာတုတ္တတော်မှာညံကြီးရှင်ဆိုတော့သူ့ရဲ့နှလုံးသားထဲမှာလဲဒီပုံနာရဲ့ဗဇက်ကဒီလိုတရားမျိုးမထွက်ဘူးလို့သူယုံကြည်တာပေါ့ဟုတ်လားအဲ့တော့ဘလောက်ရတယ်လဲလို့မေးလဲတော့တခါတခါထာရွရင်တရားရတယ်လေ တက္ကထာဘလောက်တို့ဟာတရားလက်ညွနေတာပဲကျွန်တော်ဒီတက္ကထာတရားနဲ့ဂါထာ၃ဂါထာရွတ်တော့300ပေါ့အမလီဒီဂါထာတွေရဲ့တန်ဖိုးဟာဖြတ်လို့မရဘူးဂါထာတွေတန်ဖိုးဖြတ်လို့ရလားမရဘူးတဲ့မာတုဒ္ဒတော်မမင်းကသူ့တိုင်းပြည်ကြီးပေးမယ်တိုင်းပြည်ကြီးပေးသည့်တိုင်အောင်ဒီဓမ္မနဲ့ရှင်ကြည့်ရင်တိုင်းပြည်ကနိုင်နေမယ်ဓမ္မကမြင့်နေမှာပဲဟာဒီနန္ဒဗုဒ္ဓကြီးကို စေတေနာပတိယာတုပေးမယ်ဆိုရင်လည်းပဲယာတုကသာနေနေမဲ့ဓမ္မကဘာဖြစ်နေမှာလို့မြင့်နေမှာပဲဟုတ်လားအဲ့ဒါနဲ့ဘာလို့တော့မေးလိုက်တော့ဒီကန္တာတွေဘယ်ရရတယ်လဲမေးလိုက်တော့ကတ္တပမြတ်စွာဘုရားထံကလေးကရခဲ့ထားတာလေဩဒါကြောင့်ဘုရားဟောတဲ့တရားမျိုးကောင်းလိုက်တာကောင်းလိုက်တာအဲ့ဒီတရားနာပြီးတော့သေမယ်ဆိုလဲသေပြောပြီပေါ့နေမယ်ဆိုလဲနေပြောပြီပေါ့ဗျာဟုတ်လား တရားနာပြီးတော့မာတုဒ္ဒသောမမင်းသူတော်ကောင်းတို့တွေပောရိသာဒထံပြန်သွားတယ်။ဟိုရောက်ရင်သူဘာလို့ခံရမှာလို့တတ်ခံရမှာတတ်ခံရမှာသိပါလေကနေပြန်သွားတာစဉ်းစားကြည့်နှလုံးသားမှာဘာရှိနေလို့တရားရှိနှလုံးသားမှာတရားရှိတော့သေမကြောက်သေးလားမကြောက်ဘူးဗျာသေမမကြောက်ဘူးအဲ့ဒါပြန်တယ်တနည်းအားဖြင့်ပြောရင်တော့သူတော်ကောင်းတို့တွေဒါဟာသစ္စာပါရမီပဲဟုတ်လား မင်းမှာတစ္ဆာလူမှာပါတဲ့ကဲဒီမင်းမှာတစ္ဆာရှိရမယ်ဆိုတော့သူ့ရဲ့ပြောခဲ့တဲ့စကားတိုင်းသူ့ရဲ့စကားတိုင်းပြိတဲ့ပြောခဲ့တဲ့တစ္ဆာကိုသူမဖြတ်ဘူးပြန်လာမယ်ဆိုတရားနာပြီးပြီးပြန်သွားတာဟာဟိုမှာပေါရိသာရအံ့ဩသွားတယ်ပေါရိသာရအံ့ဩသွားတယ်ဟာဒီဘင်းကြီးမလာတော့ဘူးထင်းနေတာသူ့လာတာမလာရင်လည်းပဲငါကသူ့ကိုခွင့်လွှတ်မှာပဲ လာရင်တရားမှန်မှန်သိရတယ်မဲ့ तू ဘာဖြစ်လို့လာတယ်လဲ तू စဉ်းစားတယ်နာခဲ့တဲ့တရားကြောင့်ဖြစ်မယ်ကဲမာသုဒ္ဓတော်မမင်းပြန်လာသေးတယ်ကိုအေးငါမင်းပြောပြန်လာမယ်လို့ငါဂတိပေးခဲ့တယ်လေသစ္စာတွေပြုခဲ့တယ်လေငါခုပြန်လာတာပဲအဲ့တော့သွားနာတဲ့တရားဗာတရားများနာခဲ့တော့သူ့ကိုပြန်ပြောပြပါဆိုတော့မာသုဒ္ဓတော်မမင်းကအဲ့ဒီမှာပြန်ပြောပြတယ် တကိရေဝမဟာရာဇတပိဟောတိတမဂမောတာဏံသင်္ကတိပါဠိတိနာတပိဘဟုသင်္ကမောဟေးပောရိတာရာပညာရှိနဲ့တခါလောပေါင်းလိုက်ရရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝတလျှောက်လုံးသူတော်ကောင်းတရားကစောင့်ရှောက်တယ်ကွာအဲ့ဒီဂါထာငါနာခဲ့ရတာနဗန်းစဒူရေပတဝိဇဒူရေပါရံသမုဒ္ဒတဒရဟုဒူရေ တရောဟဝေဒူရတရဝရတိတတင်းစာရမောအတတင်းစာရာဇာဟေဘောရိတာရမင်းလည်းဘယင်ကလည်းဘယင်ပဲမင်းတို့ငါတို့သုံးဆောင်ပြီးတော့နေတဲ့နန်းတော်တွေကပစ္စည်းတွေမှန်သမျှရင်ရထားတွေမှန်သမျှနန်းရင်မြင်တွေမှန်သမျှနန်းတွင်းတွေမှန်သမျှအသုံးဆောင်ပစ္စည်းတွေအားလုံးဟာဆွေးတယ်ဟောင်းတယ်ဆိုတာရှိတယ်မဆွေးမဟောင်းတာကတော့သူတော်ကောင်းတရားပဲငါလူရတဏ္ဍပတ်နှစ်ကာထာ နဗံသဒုရေပတဝိဇာဒုရေပါရံသမုဒ္ဒတတရဟုဒုရေတရောဟဝေဒုရတရံဝရံတိတတင်းဇာဓမ္မောအတတင်းဇာရာဇာဟေဘောရိတာရာကောင်းကင်နဲ့မြေကြီးဝေးကြီးပင်လယ်ကြီးရဲ့ကန်တဖက်တဖက်နဲ့တဖက်ကလည်းဝေးကြီးအဲ့ဒါပို့ပြီးတော့ဝေးတာကသူတော်ကောင်းတရားနဲ့သူယုံမာတရားသူယုံမာတရားကသူယုံမာတွေကျင့်ရတာလွယ်တယ် ရုပ်မာတဲ့လူတွေကကောင်းတဲ့တရားကိုကျင့်ဖို့ရန်တော့ကခက်ခဲတယ်။ဟော။သူရုပ်မာပဲနေတဲ့ပုံကိုယ်တွေကရုပ်မာတဲ့တရားကိုပဲကျင့်ဖို့လွယ်တယ်မလား။မိုက်တဲ့လူတွေ၊ရိုက်တဲ့လူတွေပြိဋ္ဌာန်ပညာနည်းတဲ့ပုံကိုယ်တွေကမကောင်းတာတွေလုပ်ဖို့ဘာဖြစ်တော့လွယ်တယ်။ကောင်းတာလုပ်ဖို့ကြဘာဖြစ်တော့ခဲရင်တယ်။ဟုတ်ပြီလား။မကောင်းတာတွေမကောင်းမှန်းသိသိတစတစသိပြီးစွန့်ပြီးတော့ကောင်းတဲ့ဘက်ရောက်လာပြီဆိုရင် ကောင်းတာလုတ်ပါများသွားပြီဆိုရင်လေအဲ့ဒီကောင်းတာလုတ်နေကြပုံကမကောင်းတာလုတ်ဖို့ရန်တော့ဘာဖြစ်တော့ခဲရင်လာပြန်လေဟုတ်ပြီလားဒီအကြောင်းအရာတွေကိုပြောပြလိုက်တော့ဟာကောင်းလိုက်တာအဲ့ဒါပုံနာဟောတဲ့တရားလားဟောတာကတော့ပုံနာပဲဒါပေမဲ့လို့ကတ္တပမြတ်စွာဘုရားရဲ့တရားတက္ကရာတက္ကရာဟောရင်တရားတရားရတဲ့ပုံနာကိုငါကဂါထာ၃ဂါထာဟောတာကို၃တောင်ပြေးပြီလာခဲ့တာ တက္ကသကိုပြိတဲ့သူကဈေးတက်ပေးလိုက်တယ်ဘလောက်လဲတထောင်ပေးခဲ့တာဟုတ်လားကောင်းလိုက်တာတငယ်ချင်းရာမင်းတငယ်မင်းတရားတွေနာပြီးတော့ငါလည်းပဲစိတ်တွေပြောင်းပါပြီဆိုပြီးတော့အဲ့ဒီမှာပောရိတာရကကြမ်းတမ်းတဲ့စိတ်တွေနှူးညံ့သွားတယ်ဘယင်တရားလဲသူတတ်ချင်စိတ်မရှိတော့လက်ချောင်းသွေးနဲ့ပူဇော်ခြင်းတဲ့စိတ်လည်းမရှိတော့ဟုတ်လားနောက်ဆုံးဘာဖြစ်တော့မိလဲတော့အဲ့ဒီမှာမာသုဒ္ဓသောမမင်းကပြောတယ်အေး မင်းငါ့ကိုကျေးဇူးဆက်ကျင်တယ်ဆိုရင်ငါ့ကိုစုပေးကျင်တယ်ဆိုရင်ကဲကွာမင်းတရားနာလို့ကောင်းလိုက်တာငါ့ကိုလိုချင်တဲ့စုပြောဆိုတော့မာတုဒ္ဒသုံးမမင်းကပြောတာမင်းအသက်တရားရှိတာကိုငါမြင်ကျင်တယ်လို့ဒီလိုပြောတာဟုတ်လားမာတုဒ္ဒသုံးမမင်းကပြည့်တယ်ပညာရှိပိသဖို့ပြောတာနော်ပောရိသတာအသက်တရားရှိတာကိုသူမြင်ကျင်တယ်ဆိုတော့သူလည်းပဲဘလောက်ရှိကျင်တာလို့အသက်တရားရှိကျင်တယ်ဒါပြောတာပေါ့ဟုတ်ပြီလား ဟာကောင်းလိုက်တာကွာနောက်ထပ်စုလို့ချင်းစီတောင်းဆန်းအောင်ဆိုတော့ဒီဘယင်တရားကိုလွတ်ပြီးတော့မင်းကိုယ်တိုင်သူ့တိုင်းပြည်ပြန်ပို့ပြီးဘယင်မြောက်ပေးပါတဲ့ဒီလိုစုတောင်းတာဟုတ်ပြီလားဟာနောက်ကောင်းလိုက်တာနောက်ထပ်စုလို့ချင်းစီလာတောင်းအောင်ဆိုတော့နောက်ထပ်ငါလို့ချင်းတဲ့စုကတော့မင်းမကောင်းမှုကနေရှောင်ပေးပါမကောင်းတာတွေမလုပ်ပါနဲ့ဘယင်တရားလွတ်စုလွတ်နိုင်တယ်မကောင်းမှုမ ကနေရှောင်ဖို့ကြတော့အရန်ခက်သွားဘာဖြစ်လို့တော့မေး तू ကလူစားပါမစားပဲမနေနိုင်ဘူးလူစားစားတယ်ဆိုကြတဲ့ကလူကိုတတ်ရတော့မှာမို့လားအဲ့ဒီခါကျပြိဿတော်တော်စဉ်းစားပြီးမှ तू ဘာလို့ပါတော့ဝန်ခံကြိပေးတာလေဗျာဟုတ်ပြီလားပြောချင်တာနှစ်ချက်ကတော့ဘာလဲမိလဲတော့ပြိဿပညာရှိသူတော်ကောင်းတိဟူသော မာသုဏတော်မှာမင်းကိုအကြောင်းပြုပြီးတော့မှာပောရိသာရာကြီးလည်းဘာဖြစ်သွားတော့တရားနှလုံးသားမှာတရားကိန်းနေပေါ့ဗျာဟုတ်လား ေးနှလုံးသားမှာတရားကိန်းတယ်ပေါ့ဒီဘဝမှာပြိတဲ့အင်္ဂုလိမာလာဖြစ်တဲ့လူချမ်းကြီးဟိုတုန်းကလည်းပောရိသာရဖြစ်ခဲ့တယ်ဇာလန်ကတော့ဒါပါပဲအနှစ်ချုပ်ကတော့ဥစဉ်ကဘာပြောကျင်တယ်မိတဲ့တော့နန္ဒပုံနာကတ္တမဖရာရဲ့ဂါထာလေး၃ပုံလေးကိုဒီနေ့ဒါပြောကျင်တာပါနော်သူတော်ကောင်းတဲ့တကြိမ်ပေါင်းယုံနဲ့အဲ့ဒီပေါင်းလိုက်တဲ့သူတော်ကောင်းကကိုယ့်ရဲ့တသက်လုံးကိုဘာဖြစ်လို့ဆောင်းလျှောက်တယ်ဟုတ်ပြီလား သူရုပ်မှန်နဲ့တသက်လုံးပေါင်းနေတော့လေသူရုပ်မှန်ကကိုယ့်ကိုတစ်ချိန်တစ်ခါတော့စောင့်ရှောက်ဖို့မရဘူးဆိုတာဒီဟာလေးသိသိကျင်တာနော်နောက်ပြီးတော့ရာရာတိုင်းကအိုတယ်ဟောင်းတယ်ဆွေးတယ်ဆိုတဲ့သဘောရှိတယ်မအိုတာမဟောင်းတာကတော့သူတော်ကောင်းတွေပါပါလေဗျာသူတော်ကောင်းတရားအိုတာဟောင်းတတ်တဲ့ခန္ဓာကိုယ်ကြီးထဲမှာသူတော်ကောင်းတို့တွေမအိုမဟောင်းတဲ့သူတော်ကောင်းတရားတွေကိန်းအောင်ဖို့အတွက်ကြိုးစားဖို့မလိုဘူးလားအေးနံပါတ်1ကဒါလေးသိသိကျင်တာဟုတ်ပြီလား နောက်တက်ကပိဿိကောင်းကင်နဲ့မြေကြီးဝေးတယ်ပင်နေကြီးရဲ့ကန့်တဲ့ဖက်ဝေးတယ်အဲ့ဒီတဲ့ပိုဝေးတာကဘာနဲ့ပါလဲသူတော်ကောင်းတရားနဲ့သူယုံမှတရားဟုတ်ပြီနော်အဲ့တော့သူတော်ကောင်းတို့တွေသူတော်ကောင်းတရားကိုနာကျင်တဲ့စိတ်ရှိတယ်တရားလှူကျင်တဲ့စိတ်ရှိတယ်တရားနာကျင်တဲ့စိတ်ရှိတယ်ဒါနပြုကျင်တဲ့စိတ်သီလစောင့်တည်ကျင်တဲ့စိတ်ဘာဝနာပွားများကျင်တဲ့စိတ်ဒီစိတ်လေးတွေရှိနေတာငါတို့တွေသူတော်ဘာသူတော်ကောင်းဆိုတဲ့ကန့်တဲ့ဖက်ကိုငါတို့လှမ်းတဲ့နေရတာပါလားသူတော်ကောင်းကန့်တဲ့ဖက်ရောက်နေပါပြီလားလို့ဒါလေးသိစေချင်တာ ဟုတ်ပြီလားကိုရောက်ထားတဲ့နေရာကနေပြီးတော့ကိုရထားတဲ့ပြိသိဒီလိုနေရာမျိုးကနေပြီးတော့နောက်ထပ်စုတ်ယုတ်မသွားဘူးယော့မသွားဘူးသူတော်ကောင်းဘက်ကနေပြီးတော့မှသူယုတ်မှာပဲပြန်ရောက်ပြီးဆိုရင်ဘဝဟာပုံနာမယ်သူယုတ်မှာဘက်ကနေသူတော်ကောင်းဘက်ပြန်တက်ဖို့ရန်လွယ်လွယ်ဟုတ်ရဲ့လားမဟုတ်ပါဘူးဒါလေးပြောချင်တာပါဗျာ